မင်္ဂလာပါခင်ဗျာအခုဗီဒီယိုမှာတော့ထိုင်းနိုင်ငံမှာဘဏ်အကောင့်ဖွင့်ဖို့ဘာတွေလိုအပ်လဲဆိုတာကိုဘဏ်မျိုးစားလိုက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ထိုင်းမှာနေထိုင်ဖို့အလုပ်လုပ်ဖို့ငွေလွှဲဖို့ဘဏ်အကောင့်ကအရေးကြီးတာကြောင့်ဒီဗီဒီယိုလေးကအသုံးဝင်မှာပါဆက်လို့ကြည့်ရအောင်။တလူကဲဘဏ်များထိုင်းအတွင်း၃ဘဏ်များဥပမာဘဏ်ကောက်ဘဏ်၊ကာစီကွန်ကေဘဏ်၊ SCB ဘဏ်၊ခွန်ထိုင်းဘဏ်တို့ဖြစ်ပါတယ်။လိုအပ်တဲ့အချက်များများ မိမိ၏မှန်ကန်သော passport visa နိုင်ငံသားများကျောင်းသားများအလုပ်သမားများစီးပွားရေးသမားများစသည်ဖြင့်ရှိပါသည်ထိုင်းနိုင်ငံမှာနေရက်လိပ်စာထောက်ထားအလုပ်လုပ်နေသူများအတွက်ဝတ်ပါမယ်မရှိရင်ကုမ္ပဏီမှထောက်ခံစာတချို့ဘဏ်တွေကတဦးရဲအထောက်ထားထိုင်းနိုင်ငံသားတဦးအကူအညီလိုတတ်ပါတယ်အရေးကြီးချက်ဘဏ်တိုင်းမတူကြပါဘူးဘဏ်ကွဲတစ်ခုနဲ့တစ်ခုမှမတူနိုင်လို့သွားမိဘဏ်ကိုကြိုတင်စုံစမ်းဖို့အကြံပြုပါတယ်နှစ်ဒီဂျစ်တယ်ဘဏ်များ အွန်လိုင်းပံများဥပမာ kbet@kpalet.sc.ec.ttb.containers တို့ဖြစ်ပါတယ်။လိုအပ်သည့်အချက်များ Time phone number Thai ID မရှိလေလဲဗန်ထဲမှာအကောက်ဖွင့်ပြီးနောက်မှအက်ကိုချိတ်ဆက်လို့ရတတ်တယ်။အွန်လိုင်းမှာဒါမကဗန်ဆိုင်မှာဖွင့်ပြီးမှ အက်ကိုအသုံးပြုခွင့်ရတတ်တယ်။အကြံပြုချက် digital app တွေကအသုံးပြုရတာအရင်အဆင်ပြေပြီး QR code နဲ့ငွေပေးချေမှုငွေလွှဲမှုတွေကိုလွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။ ုံးနိုင်ငံတကာဘဏ်များဥပမာ UOB, ASCB, Citi Bank လိုအပ်ချက်များမှာ passport, visa နိုင်ငံတကာဘဏ်ဖြစ်တာကြောင့်အ ਨੇ ဆုံးဝင်ငွေသတ်မှတ်ထားတတ်တယ်။လုပ်ငန်းလိုအပ်ချက်အတွက်သာများအားဖြင့်ဖွင့်ကြပါတယ်။တခါတလေစစ်ဆေးမှုတွေအများကြီးရှိတတ်ပါတယ်။ ဒါဆိုတော့ထိုင်းနိုင်ငံမှာဘဏ်ကောက်ဖွင့်ဖို့ဘဏ်မျိုးစားလိုက်ဘာရီလိုအပ်လဲဆိုတာသိပြီးပြီဖြစ်ပါတယ်မသိသေးတဲ့သူတွေကိုဒီဗီဒီယိုလေးမျှဝေဖို့မမေ့ပါနဲ့နော် subscribe လုပ်ထားပြီးနောက်ထပ်အသုံးဝင်တဲ့သတင်းချက်လက်တွေချက်ချင်းမစွဲနဲ့ရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်